မေတ္တာဆိုတာတတဝါတွေကို ချမ်းသာစေခြင်းနဲ့စိတ်တဲ့သူတော်ဘာအဆင်ပြေဖို့စိတ်အာရုံကနေဆူတောင်းပေးတာမေတ္တာဖြစ်တယ်လို့သူတော်ဘာစိတ်ချမ်းသာစေဖို့နှုတ်ကနေဆူတောင်းပေးတာလည်းမေတ္တာဖြစ်ပါတယ်ဒါအပြင်သူတော်ဘာအေးချမ်းစေဖို့ပျော်ရွှင်စေဖို့အခက်ခဲတွေကနေကင်းလွတ်စေဖို့အတွက်ကိုယ်တိုင်လိုက်ပါကူညီပေးတာလည်းမေတ္တာပဲဖြစ်ပါတယ်မေတ္တာမှာ မနောကံမေတ္တာရေဝစီကံမေတ္တာရေကာယကံမေတ္တာရေဆိုပြီးတော့၃မျိုးရှိရယ်မနောကံမေတ္တာဆိုတာစိတ်နဲ့ပွားခြင်းပဲဖြစ်တယ်အလွယ်ကူဆုံးပြောရမေးဆိုရင်ကျွန်တော်တို့နေစဉ်မေတ္တာတွေကိုစိတ်နဲ့ပို့တနေတာမနောကံမေတ္တာဖြစ်ပါတယ်တတဝါများအားလုံးဘေးမတိရမခါကြပါစေနဲ့တတဝါများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေ။ ူသားများအားလုံးကတ်ဆိုးအနေရဆိုမှကင်းဝေးကြပါစေဆိုပြီးစိတ်ထရနေပွားများတာအမြတ်တာဖြစ်သလိုသူတို့ဘာအဆင်မပြေဖြစ်သွားမှာသူတို့ဘာဒုက္ခရောက်သွားမှာမလိုလားတဲ့စိတ်ရလဲမြတ်တာပဲဖြစ်ပါတယ်ဝစီကံမြတ်တာဆိုတာနှုတ်ပြပွားခြင်းပဲဖြစ်ပါတယ်အယူရှင်ဆုံးပြောပြရမယ်ဆိုရင်သူတို့ဘာအဆင်ပြေသွားစေဖို့အကြံဉာဏ်ပေးတာ လမ်းညွန်ပြသပေးတာအတိပေးတာတတိပေးတာတွေကဝစီကံမြစ်တာပဲဖြစ်ပါတယ်။နောက်ပြီးသူတစ်ပါးဖြုတ်ရှင်စီဖို့ဘေးအနေကင်းရှင်းစီဖို့မြို့ပဇာန်နေအတန်ထွက်ရွတ်ဆိုပူတာတာလည်းဝစီကံမြစ်တာပဲဖြစ်ပါတယ်။ကာယကံမြစ်တာဆိုတာကိုယ်အမှုပြပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာလမ်းသွားနေစုတစ်ချောင်းအမိုက်တစမြင်ပြီးအခါ လုံသားလန်းလာတဲ့ခလုတ်တိုက်တာစူနေမိရတယ်မဖြစ်ပါစီနေဆိုရင်စိတ်ကလေးနဲ့စူရီအမိုက်တွေကိုဖေရှားတန့်စင်ပေးလိုက်တာကာယကံမြတ်တာဖြစ်တယ်လို့ကိုရှင်မှာအစမပြေဖြစ်နေတဲ့သူတွေကိုငွေအင်အားလူအင်အားနဲ့တတ်နိုင်သမျှကူညီပေးလိုက်တာလေကာယကံမြတ်တာပဲဖြစ်ပါတယ်တကယ်လို့မြတ်တာဆိုတာစာနာစိတ်တွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့အရာပါ ီလိုစာနာစိတ်တွေကြောင့်ပဲသွေးမတော်သားမဆက်ပဲငလင်ပေးရေပေးတွေမှာကရေကံမြတ်တာတွေနဲ့အာကျုံးမတဲ့ဝိုင်းဝန်းကူညီကြတာမဟုတ်ဘူးလားသူ့နေရာမှာငါဆိုတဲ့စိတ်နဲ့ကူညီကြတာမဟုတ်ဘူးလားကျမကြီးဆိုရစွာခံစားနေရတဲ့သူတွေကိုမြင်မြင်ကျမ်းမာပါစေဆိုတဲ့မေတ္တာပို့တာပေးတာလူသားချင်းစာနာစိတ်ကလေးကြောင့်ပဲမဟုတ်လားတိပိမောဟာနေပြုတ်ကြနေတဲ့ငှက်ကလေးကို အဲ့ဒီတိပင်းမောကောင်းကောင်းမောပြန်တင်ပေးတာဒီငတ်တိုက်ကလေးကငါတို့အင်္ဂလိပ်သားဖြစ်မယ်ဆိုရင်ဆိုရက်မတိစိတ်ကပြတ်လာတဲ့စာနာစိတ်ကလေးကြောင့်ပဲမဟုတ်ဘူးလားမြေတားချုံရင်လုံပါတယ်မြေတားထွေးရင်နှွေးပါတယ်ဒါကြောင့်မြေတားများများထားပါကာယကံမြေတားဝစီကံမြေတားမနောကံမြေတားတွေဟာထားတဲ့ထားတတ်တယ်လို့ကိုကိုရံရောတစ်ဖက်လူပါအေဂျင်စီပါတယ် နေ့ကိုအနည်းဆုံးတစ်ချိန်မနောကံမေတ္တာနဲ့စိတ်ထရားနဲ့တတ္တဝါတွေကိုစူတောင်းမေတ္တာပို့သပြောင်းပို့တာပါဝစီကံမေတ္တာအနေနဲ့နှုတ်ပြားနေသူတစ်ပါးအစီအမီပါသည်လို့အကျဉာဏ်တွေပေးပြောင်းပေးပါဒါမှမဟုတ်တတ္တဝါတွေကျမ်းမာချမ်းသာစေဖို့ရွတ်ဆိုပါကံရကံမြတ်တာအနေနဲ့အစမပြေတဲ့သူတွေတွေ့ရအခါကူညီပေးလိုက်ပါမှတ်ထားပါနော်တနေ့ကိုအနည်းဆုံးတစ်ခါနှုန်းနဲ့တတော်ရစီ ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဆိုရင်မေတ္တာ၃မျိုးစလုံးပေးပါစိတ်ကနေစုတောင်းပေးပါနှုတ်ကနေစုတောင်းပေးပါသူတော်ဟာအစဉ်ပြေစေဖို့ကိုယ်တိုင်ကိုယ်ကျကူညီပေးပါနောက်ထပ်အရေးကြီးရလေးတစ်ခုမှာချင်ပါသေးတယ်အဲ့ဒါတော့ကိုယ်ပေါ်မေတ္တာပေးတဲ့သူကိုမေတ္တာပြန်ပြီးမပေးနိုင်ဘူးဆိုရင်တော့မစော်ကားမိပါစေနဲ့ ကိုယ့်ကိုမေတ္တာတွေအများကြီးပေးတဲ့သူကိုယေရှုတင်ဖို့မမေ့ပါနဲ့ကိုယ်ကလည်းမေတ္တာတွေအများကြီးပေးဖို့မမေ့ပါနဲ့မေတ္တာဆိုတော့ရောင်ပြန်ဟပ်တတ်ပါတယ်ကိုယ်ပေးလိုက်တဲ့မေတ္တာတွေဟာလက်ခံရရှိသူထံနေပြန်လဲရောင်ပြန်ဟပ်ခြင်းမှာရောင်ပြန်ဟပ်ပါလိမ့်မယ်ကိုယ့်ဘက်ကမေတ္တာပေးပေမဲ့တစ်ဖက်လူဘက်ကမေတ္တာပြန်မပေးရရင်လည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ မေတ္တာဆိုတာမျောလင်းချက်နဲ့ပေးရတဲ့အရာမဟုတ်တာမို့တစ်ဖက်ကမေတ္တာပြန်မပေးရင်လည်းစိတ်ညစ်ညူမသွားပါနဲ့မခံစားပါနဲ့အဲ့ဒီလူဟာကိုယ့်ကိုမေတ္တာပြန်မပေးလဲကိုယ်ပေးလိုက်တဲ့မေတ္တာအတိုင်းကိုယ့်ကိုပြန်ပေးမဲ့သူတနည်းကြရင်ပေါ်လာမှာဖြစ်တဲ့အကြောင်းဘုံဘုံတစ်ပါးရဲ့တရားတော်မှာနာကြားဖို့ပါတယ်ဥပမာမမောင်ကအအောင်အောင်မေတ္တာတွေပေးလိုက်ပေမဲ့အအောင်စီကတော့မေတ္တာတွေပြန်ရခြင်းမှာပြန်ရမှာပါပြန်မရခြင်းလည်းမရနိုင်ပါဘူး ဒါပေမဲ့အောင်းအောင်ပေးလိုက်တဲ့မြစ်တာအတိုင်းမမောက်စီကိုအောင်းအောင်မဟုတ်တဲ့တခြားတယောက်ကတနည်းပြန်ပေးမှမလွေးဧကံပါပဲတတဝါရီပေါ်မြစ်တာထားဖို့မမေ့ပါနဲ့လူတယောက်နဲ့တယောက်ကခန္ဓာရဲ့အားရမတူညီကြပါဘူးတချို့တွေကအောင်းောက်လိုက်တဲ့ကိစ္စတွေမှာစိတ်ထိပါမှဖြစ်မသွားပေမဲ့တချို့လူတွေတော့ကြတော့မျက်ရည်ကျလောက်တဲ့အထိနှမ်းကျင်သွားတတ်ပါတယ်စူအပ်ကလေးတစ်ချောင်းဆိုပေမဲ့ ပူပေါင်းတွေအတွက်တော့ဘဝပြတ်သွားတယ်လို့မျိုးပေါ့ဆိုရှယ်မီဒီယာမှာကိုကကောမန့်လေးတစ်ကြောင်မန်းလိုက်ပေမဲ့အဲ့ဒီကောမန့်လေးကြောင်လူတယောက်ရဲ့ဘဝကြီးပြတ်တော့မသွားနိုင်ဘူးလို့ပြောလို့မရပါဘူးနောက်ပြီးကိုပတ်ဆက်ကစကားလေးနှစ်ခွန်းသုံးခွန်းထွက်လိုက်ပေမဲ့အဲ့ဒီစကားကြောင်လူတွေရဲ့ဘဝကြီးပြည့်စုံမသွားနိုင်ဘူးလို့ပြောလို့မရပါဘူးတခါတလေမှာကိုကဘာမှဖြစ်ပါဘူးလीဆိုပြီးပြုံမှုလိုက်ပေမဲ့ အလီပြူမူတွေကတဖက်လူရဲ့ဘဝကိုအကြီးအကျယ်ထိခိုက်သွားစေနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အပြူမူတွေပေါ်မှာတတိရှိပါ။ကိုယ်ကြောင့်သူတစ်ပါးထိခိုက်သွားမလားဆိုတာကိုအမြဲတွေးတောပြီးမှလုပ်ပါ။လူတစ်ယောက်နဲ့တစ်ယောက်ကဒဏ်ရာကျင်းသူရင်တော့နာကျင်မှုချင်းမတူညီကြတာကိုတတိရပါ။ဒလောင်လေးပြောရတဲ့အဲ့လောက်တော့ဖြစ်သွားစရာလားဆိုတာမျိုးတွေမပြောမိအောင်အထူးကိစ္စိုက်ပါ။ ျွန်တော်တို့ရတယောက်နဲ့တယောက်ကြည်ပြင်းမှုပုံစံတွေမတူညီကြသလိုစိတ်ခံစားချက်တွေလည်းမတူညီကြပါဘူး။တချို့တွေအတွက်တော့အော်ငေါလိုက်တဲ့ကိစ္စတွေဟာအဟာတတစ်ခုတတ်တာဆိုပေမဲ့တချို့တွေအတွက်တော့မျက်ရည်ကြာလောက်အောင်ဒီနာကျင်ခံစားသွားရတတ်ပါတယ်။လူတချို့အတွက်အသေးကွဲတာဘာမှမဟုတ်ပေမဲ့တချို့လူတွေအတွက်တော့ဒီလောက်အောင်နာကျင်ကြရတာမဟုတ်ဘူးလား။ စူအလီတချောင်းအားတန်တုံတန်ခဲကြီးအတွက်တော့ဘာမှမဟုတ်ပေမဲ့နုံညံ့လုံးနဲ့ပါလာလုံးနဲ့ပူပေါင်းလေးအတွက်တော့ဘဝပြတ်သွားရတဲ့တည်းမဟုတ်လားကိုအတွက်ကြောက်ကလေးတစ်လုံးဆိုပေမဲ့ကျမကြီးတို့တော့သူတိတ်ချေရတဲ့သားလေးတကောင်ပဲမဟုတ်လားကိုအတွက်ပတ်စံ၃ထောင်ဘာမှမဟုတ်ပေမဲ့မရှိရတူရတဲ့တော့ထမင်းတသက်စာမဟုတ်ပါလားကိုတို့တမမရှိဘူးလို့ထင်နေရရာ တဖက်လူအတွက်ဘွားကြီးနဲ့ချီပြီးအဖိုးတန်နေတတ်တာဆိုတာတည်ထားပါဟိုးရှိရှိရောအာကိုရမဲ့ဆွေမျိုးလည်းမရှိဝကြီးဥစ္စာလည်းလုံးဝမရှိတဲ့ဆင်းရဲသားအဖိုးတယောက်ကရောတရာမှာနေထိုင်တဲ့အဖိုးအွားသူ့ရဲ့စာဝတ်နေအတွက်နွားမကြီးတကောင်သာရှိပြီးအဲ့နွားမကြီးကနေထွက်တဲ့နှိုးရီကိုနေ့စဉ်ရောင်းချပြီးအတမွေးဝမ်းချောင်းပြရတဲ့ တနေ့အဖိုးအိုရဲ့ရွာကိုအင်အားကြီးတဲ့ဓမြရဲ့အဖွဲကဝင်ရောက်လာတယ်။အဖိုးကြီးတို့ဒီရွာလုံးကလည်းဓမြအဖွဲကိုချောက်ပြီးတော်တဲ့ဝင်ပြီးတော့ပုန်းရှောင်နေရတာပေါ့။ဓမြအဖွဲကလည်းရွာထဲမှာဘသူမှမရှိတော့တွေ့ဓမြဖြစ်စုရဲ့အကုန်ယူကြတယ်။နောက်ပြီးဓမြအဖွဲကအဲ့ဒီညအတွက်ရွာမှာပဲနေထိုင်စခန်းချဖို့ဆုံးဖြတ်လိုက်ကြပြီးညစာအတွက်ရွာမှာရှိတဲ့ကျွေးနွားတွေကိုတတ်ဖြတ်ကြတယ်။ ကျွေးရည်နာရီအများကြီးတက်ပြက်လိုက်ကြပါမယ်။ဓမြအဖွဲအဲ့ဒီကျွေးနွားအကုန်လုံးမစားနိုင်ခဲ့ဘူး။နောက်တနေ့မိုးလင်းတော့ဓမြအဖွဲလည်းနောက်ထပ်ရွာတရွာကိုထပ်မံခီးဆက်ကြရတယ်။ဓမြတွေလည်းပြန်သွားရွာလူတွေနဲ့အတူဖိုးလည်းမိမိရဲ့သက်ဆိုင်ရာအိမ်လေးကိုပြန်လာတယ်။အင်းဦးလေးရောက်ရောအဖိုးရဲ့စောင်းဝင်းနေအတွက်တာဝန်ယူပေးနေတဲ့နွားမကြီးအသက်ခံနိုင်ရအောင်မြင်လိုက်တဲ့အခါအဖိုးတယောက်ပြန်မှန်းစင်းရဲ့ကြီးစွာငိုကျွေးလိုက်တယ်။ အဲ့ဒီညဓာမြတွေတက်ဖြတ်ပြီးမစားဖြစ်လိုက်တဲ့အထင်မှာအဘောဦးရဲ့နွားကလေးလည်းပါသွားခဲ့တယ်။ဓာမြတွေအတွက်တော့နွားလေးတစ်ကောင်ကမစားဖြစ်ပဲပိုနေတယ်ဟင်းတစ်ခွဆိုပေမဲ့အဖိုးအတွက်တော့ဘွားကြီးတစ်ခုလုံးမှာဓာမြတွေအတွက်နွားကလေးတစ်ကောင်တက်ဖြတ်လိုက်တာဘာမှမဟုတ်ဘူးဆိုပေမဲ့အဖိုးအတွက်တော့ဘွားကြီးတစ်ခုဖြစ်စည်းသွားတာမဟုတ်ပါလား။လက်တွေ့ဘဝမှာလည်းဒီလိုပဲကျွန်တော်တို့ကဘာမှမဟုတ်တဲ့အရာတွေဟာ ူတစ်ပါးအတွက်အများကြီးအဖိုးတန်နေတတ်ပါရဲ့ကိုယ်အတွက်အပျော်တွဲခြင်းစရာ ကောင်းမလေးတရားဆိုပေမဲ့အဲ့ဒီကောင်းမလေးကသူ့ရဲ့မိဘတွေအတွက်တော့အဖိုးတန်လေးမဟုတ်ဘူးလားသူကကိုယ်အတွက်ဘာမှမဟုတ်တဲ့အောက်ခြေဝင်တန်းဆိုပေမဲ့အဲ့ဒီဝင်တန်းလေးကသူ့မိသားစုရဲ့စာဝတ်နေရတဲ့အကူအထိုင်ရမဟုတ်ဘူးလား